အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ဖျပြမယ့်စောင်းလေးကတော့ဆရာသုံးဆောင်ရေးသားထားတဲ့ငားရဲ့ဒေဝီဆိုတဲ့စောင်းကလေးရဲ့အခန်းဆက်ပဲဖြစ်ပါတယ်ရှင်နောက်ဆုံးတော့ဦးလင်းဟာလက်လျှော်ပြီးကျွန်တော်ကသာသူ့အိမ်ကိုခေါ်လာခဲ့တော့တယ်ကျွန်တော်မှာအဖိုးနဲ့အဖွားမရှိတော့ပါဘူး အဖိုးနဲ့အဖွားဟာတဦးနဲ့တဦးငားလာစီသာချပြီးရှေးစဉ်နောက်စဉ်တည်ဆုံသွားခဲ့တယ်လို့ဦးလေးကပြောပါတယ်။ဦးလေးကစက်ယုံတယုံမှာအလုံးလုံးပြီးဦးလေးရဲ့ဇနီးဖြစ်သူကတော့ကျမ်းမာရေးကြောင့်အနားယူထားတဲ့ចောင်းဆရာမတဦးဖြစ်ပါတယ်။ပြီးတော့သူတို့လေမယားမှာတာသမီလည်းမရှိပါဘူး။ ထိုအတွက်ကျွန်တော်ကိုတာရင်တယောက်လိုသဘောထားဆောင်ရှောက်ခဲ့ကြတယ်။ထိုအခါမှာကျွန်တော်ဘဝကျွန်တော်စိတ်ကျွန်တော်ခံစားချက်တွေဟာအပြောင်းလဲကြီးပြောင်းလဲလာခဲ့ရပါတော့တယ်။ကျွန်တော်ဘဝဟာဟိုးရင်အတိတ်ကာလများစီကလို ပြန်လဲနှွေးထွေးလာတယ်။မိသားစုဆန်သောပြေဝမှုကျေနှံမှုတွေပြန်လဲရရှိလာတယ်။ ထို့အတွက်အပြာရောင်ဖျားတင်ပေးတဲ့ကြီးနိုင်ငယ်ညင်ဥပရိတဟာလည်းအတုံးမဝင်ဖြစ်လာခဲ့ရတော့တယ်။ကျွန်တော်ကိုနှိမ့်ဆက်မဲ့သူမရှိတော့ဘူးလေ။အဲ့ဒီအတွက်ကျွန်တော်ကလည်းဘယ်သူ့ကိုမှ ပြန်နှိမ့်ဆက်စရာမလိုတော့ဘူးပေါ့။ထို့အခါကျွန်တော်စိတ်ဟာနှူးညံ့လာပါတယ်။သွေးသားရင်းဆိုတဲ့စိတ်အခြေအနေကြောင့်လည်းအထီးကျန်မှုတွေတဖြည်းဖြည်းပပျောက်လာခဲ့တယ်။ သူတို့နဲ့အချိန်တခုကြာအောင်နေထိုင်ပြီးနောက်မှာဦးလေးကကျွန်တော်ကိုကြောင်းပြန်တက်စီဖို့ဆန္ဒရှိလာတယ်။ဒါပေမဲ့လည်းကျွန်တော်ဘက်က အချိန်ချိန်ညှင်းဆန်မှုကြောင့်နောက်ဆုံးမှာသူ့ဆန္ဒကိုလက်လျှော့ပေးခဲ့တယ်။သို့တော့ကျွန်တော်တင်ယူမှုရက်သွားခဲ့တာတော့မဟုတ်ခဲ့ပါဘူး။ ဦးလေးနဲ့ဇနီးဖြစ်သူဟာအငိမ့်စားចောင်းဆီယာမတို့ဦးရဲ့ဝတီတိုင်းရက်ွယ်ထဲကကလေးများကိုအိမ်မှာအချိန်ပိုင်းစာတင်ခေါ်ပေးတယ်။သူတို့နဲ့ရောပြီးကျွန်တော်လဲစာလိုက်တင်ရပါတယ်။ကျွန်တော်တက်ခဲ့ဘူးသည်မအကြောင်းတွေထဲမှာတော့ဒီအကြောင်းဟာအကောင်ဆုံးပါပဲအတော်ဖြစ်သူကကျွန်တော်ကိုအားလုံးထဲအလေးပေါ်ပေးတယ်။သွေးသားတန်ရုံးစင်ကထိုအရာပဲထင်ပါရဲ့ အဲ့ဒီအတွက်ကျွန်တော်ဟာစာတင်ရမှာကိုမကြောက်တော့ဘူးတဆက်သေးပဲ ကျွန်တော်ရဲ့တင်ယူမှုဟာလည်းတိုးတက်လာခဲ့ရပါတယ်ဦးလေးနဲ့အတော်ဖြစ်သူတို့ရဲ့အရေးမှာကျွန်တော်ဘဝရဲ့အကောင်းဆုံးချိန်တွေကိုဖျက်တမ်းခွင့်ရခဲ့တယ်ထိုအခိုက်အတန့်တွေဟာကျွန်တော်ဘဝရဲ့ဘယ်လိုမှမေ့နိုင်စရာမရှိတော့အခိုက်အတန့်တွေပေါ့ထူးထူးခြားခြားပါပဲ။ ထိုကာလတွေမှာ အပြာရောင်ဖျားဟာလုံးလုံးပျောက်ကွယ်နေခဲ့ပါတယ်။သူ့ကိုတတိယကြိမ်တချို့ရှိခဲ့တာတောင်ကျွန်တော်စီ ပေါ်မလာခဲ့ပါဘူး။ကျွန်တော်ရဲ့ကောင်းမွန်သောအခြေအနေတွေကိုကွယ်ရာကကြည့်ပြီးကျေနပ်နေတာလားသို့မဟုတ်မျက်ွယ်ပြုတ်နေတာလားမပြောတတ်ပါဘူးတခါတလေတော့လေအပြာရောင်ဖျားကို လွမ်းပါတယ် ဒီလိုနဲ့ဥလေးရဲ့အရေးမှာကျွန်တော်လေးနှစ်တည်တည်ကြာခဲ့တယ်။တရက်မှာတော့လူတူဦးရဲ့ဖြစ်တည်မှုမှာမလုံးမဖြစ်သောကိစ္စတစ်ခုကိုဥလေးဘကစတင်လာတယ်။ထို့အရာကတော့ကျွန်တော်ကိုသူ့ရဲ့ဆက်ယုံမှာအလုံသွင်းပေးခဲ့တာပါ။ထို့နည်းကစပြီးကျွန်တော်ဘဝဟာလဲဒါကဘလို့ဖြစ်တာလဲတား။ ဦးလေးကသူ့ဖုန်းထဲကဗီဒီယိုတစ်ခုကိုဖွင့်ပြရင်ကျွန်တော်ကိုမေးလာတယ်။ယူကြည့်တော့ဗီဒီယိုထဲမှာကျွန်တော်တယောက်တည်းစကားတွေပြောနေတယ်။ကျွန်တော်ကိုတယောက်ယောက်ကဖုန်းနဲ့ခိုးရိုက်ထားတယ်ထမရဲ့။ကျွန်တော်ဖယားနဲ့စကားပြောနေတာပါဦးစော်။ဦးလေးမျက်နှာတစ်ချက်တီးသွားတာကိုမြင်လိုက်တယ်။စကားကိုအဲ့ဒီလိုပြီးစွလွဲပြောတာမျိုးဦးစော်မကြိုက်ဘူးသား။ အဆောင်မှာတားဘသူနဲ့အစင်မပြေတာလဲဒါတားတယောက်ယောက်ကိုရွဲ့နေတာမဟုတ်လားမဟုတ်ဘူးဦးစောအဲ့ဒီနေညာကဖះရောက်လာလို့ကျွန်တော်အပြင်ထွက်ပြီးဖះနဲ့စကားပြောနေတာဦးလေးကိုကျွန်တော်လိမ်ဖို့မရှိပါဘူးဒါဟာအမှန်တရားပဲလीဒါပေမဲ့ဖုန်းထဲမှာဘာလို့ဖះပုံမပေါ်တာလဲတော့ကျွန်တော်မသိဘူးဦးလေးကကျွန်တော်ကိုတေချာကြည့်လေရဲ့ လေးအေးပေးဆက်တထားတဲ့ဦးလေးရုံငန်းထဲမှာကျွန်တော်အနေငယ်အိုက်ဆက်သလိုခံစားနေရတယ်။ဦးလေးကတက်ပြင်းကိုခြာရင်ကလထိုင်ကိုကြောမိထိုင်ချလိုက်ပါတယ်။ကျွန်တော်ကိုတစုံတရာပြောချင်နေပုံပါပဲ။အဲ့ဒီတစုံတရာဟာလည်းစဉ်းစားနေပုံရပါတယ်။ဟုတ်ပါပြီ။မင်းပြောတဲ့ဖျားနဲ့စကားပြောတယ်ပဲထားပါတော့။အဲ့ဒီဖျားအကြောင်းဥစော်ကိုနည်းနည်းလောက်ပြပြပါလား။ သူကကျွန်တော်တို့ကြော့နေတဲ့ဖျားပုံစံမျိုးတော့မဟုတ်ဘူးအပြာရောင်ပေါင်းပြီးပွားကြီးနဲ့အပြာရောင်တပတ်ကြီးတစ်ထည်ကိုအမြဲခြုံထားတယ်။သပင်ရှင်နဲ့နှုတ်ခမ်းမွေးတွေလည်းရှိတယ်။ပြီးတော့ဖဏလည်းမရှိဘူး။မင်းနဲ့ဘာပြီးပြောတာလဲ။ तू ကျွန်တော်စီမလာတာကြာလို့ဘယ်ရောက်နေတာလဲမေးကြည့်တာ။ပင်လေတဲကိုလှေစီးထွက်နေတာတဲ့။မိုးရွာပြီးအဝတ်တွေဆိုကုန်လို့လှေပေါ်မှာနေမိမွေပြီးမိလုံခဲ့ရသေးတယ်ပြောတယ်။ ငါးကြီးကြီးတွေပဇုံကြီးကြီးတွေလည်းရှိတယ်တဲ့ဒီတစ်ခါပင်လယ်ကိုလှေစီးထွက်ရင်ကျွန်တော်ကိုပါခေါ်မယ်တဲ့ဗျကျွန်တော်ကိုကြည့်နေတဲ့ဦးလေးမျက်နှာဟာကြည်လင်နေရာကနေတဖြည်းဖြည်းအုံမိုင်းလာပါတယ်ခနာအတွင်းမှာအသက်20လောက်ပုံမုံဦးစားသွားတယ်လို့လဲထင်မိလိုက်တယ်။ตาဘာတွေဖြစ်နေတာလဲ။ตาတစ်ခုခုဖြစ်နေတယ် တောင်းကိုကြည့်ရတာအရင်လိုမဟုတ်ဘူးဦးစော်လည်းအရင်လိုမဟုတ်တော့ဘူးလို့ကျွန်တော်ပြောချင်ခဲ့တာပါဒါပေမဲ့ပြောမထွက်ခဲ့ပါဘူးတေချာရာကတော့ဦးလေးလည်းအရင်လိုမဟုတ်တော့ပါဘူးအိမ်မှာရှိနေတဲ့နှွေးထွေးကယူဆိုင်မှုတွေဟာတဖြည်းဖြည်းနဲ့ပြန်လွင့်သွားခဲ့ပြီလို့ကျွန်တော်စိတ်မှာခံစားနေရတယ် ဒါကလည်းဦးလင်းဟာစက်ယုံမှာလူကြီးဖြစ်နေတဲ့အတွေ့သွေးသားရင်းအပေါ်မျက်နှာသာပေးတယ်ထင်ပါဆိုလို့ခက်ရှောင်ရှောင်နေတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ခက်တာကကျွန်တော်ရဲ့အပင်ကိုစိတ်မှာထိုအရာတွေက အရေးကြီးနေတာလေ။မန်နေဂျာဖြစ်တဲ့အတွက်စက်ယုံကထားတဲ့တီးတန့်အဆောင်မှာဦးလေးကနေရတယ် ကျွန်တော်ကတော့တခြားဝင်တဲ့အနေနဲ့အတူ ရောင်ကြားလေးတန်းလေးရမှာထားပေးတယ်။ဒီတော့ကျွန်တော်ဘဝရဲ့တည်တံ့ဆန်းခြင်းတွေဟာ အလုံးဆောင်ဝင်တဲ့ရက်မှာပဲပြန်လဲရှင်တန်လာခဲ့ရတော့တယ်။အဆောင်မှာကျွန်တော်အပေါ်ဘယ်သူမှဟဲ့ဟဲ့ပဲပဲမရှိကြဘူး။ မန်နေဂျာတူဖြစ်နေလို့အစာပိုင်းမှာလူအချို့မေးထူးခေါ်ပြောလုပ်ကြတော့လေနောက်ပိုင်းသူ့အလိုလိုဘားကြောင်ရဲ့မတိရှောင်းလွဲသွားကြပါတယ်ပိုဆိုးတာကဦးလင်းဟာအခုဆိုရင်စက်ယုံမှာအချိန်ပြည့်မရှိတော့ပါဘူး တပတ်ချားတခါဆိုသလိုရုံးချုပ်ကို တလဲ့စီရုံးသွားထိုင်ရလို့ဒီကလူတွေရဲ့ရှေ့တမျိုး၊ကွယ်ရတမျိုး၊ဆက်ဆံရေးမျိုးကိုကြံတော်လှလှပါပါကြီးခန်းစားလိုက်ရတယ်။ဦးလေးစက်ယုံမှာရှိချင်းဆိုနှွေးထွေးတရားအခေါ်ပြောမျိုးသူတို့ဖန်တီးတကြပေမဲ့ဦးလေးမရှိချင်းတွေမှာတော့အေးဆက်တာထက်ကိုပုံမအေးဆက်အောင်သူတို့လုံပြနိုင်ပါတယ်။ ကျွန်တော်အတွေ့ခံစားသွားတာတခုကလားစာလေးစုပြီးဖုန်းလေးတစ်လုံးဝယ်လိုက်နိုင်တာကိုပါ အခုဆိုရင်ပြင်ပလောကမှာကျွန်တော်ကိုဘယ်သူမှမဆက်ဆံလောက်ကြပင်မဲ့လေဖုန်းထဲမှာကျွန်တော်လိုချင်တဲ့နှွေးထွေးမှုအားပေးမှုတွေကို ရှာဖွေနိုင်ပြီလေစက်ယုံတန်ရှင်ရင်းနေက DM ကိုတိုင်းတားကိုရုံငန်းခေါ်တွေ့တယ်ဆိုအဲ့ဒါရောဘလို့ဖြစ်တာလဲ ခေါင်းတွေ့တယ်လေ MD ကတော့သားကိုတိတ်တခွေလက်ဆောင်ပေးလိုက်သေးတယ်။ဘာလို့ဖို့လဲခါပြတ်သွားတဲ့ဒီကောင်လေးတွေကိုပြန်ဆက်ဖို့ဦးလေးမှာမျက်လုံးနှစ်ဖက်မေ့ကျင်သွားလေရဲ့ကျွန်တော်စကားကြောင့်နဝေးတိမ်တောင်လဲဖြစ်သွားပုံရတယ် အဲ့ဒီနေ့ကပေါတိုးကင်သူကကိုင်းမြက်ခုတ်သူကခုတ်မီးရှို့သူကရှို့နေစိတ်ယုံတယုံလုံးလုံအားပေးတဲ့နေ့ကပေါ့ပေါတိုးကင်ထားတဲ့လူတစုကအမိုက်တွင်းတူရင်မြေသားရဲ့အတွင်းပဲစီရာစီမှရှင်သန်နေထိုင်ဖို့စူးစမ်းနေတဲ့တီကောင်ငယ်လေးများကိုမဆူမဆန်အပိုင်းပိုင်းဖြတ်ပြေးလိုက်ပါတယ် ကိုရံကံရမဲ့နေတဲ့တီကောင်ပိုင်းပိုင်းလေးတွေဟာမြေမာလူးလို့ရင်နားကျင်မှုကို အကြီးအကျယ်ခံစားလို့နေပါတယ်။ရက်ဆက်သူတစုကတော့ထိုးရကိုပဲဟာသားတပုတ်လို့ရှုမြင်ရင်ရေလို့မော်လို့နေလေရဲ့။ထိုးစင်မှာပဲကျွန်တော်နာရင်းတို့အပြာရောင်ဖျားရဲ့အတန်းတော်ဟာအာရင်ပြေအာရင်ပြေနဲ့ရောက်လို့လာခဲ့တယ်။ ချစ်သားသူတို့လေးတွေကို ကဲတင်မှာဒါချစ်သားလို့ရမယ်အလို့ပဲအတန်ဆုံဆုံချင်း နောက်တစ်ချိန်တူးဆွားဖို့တာဆူနေတဲ့ပေါတူးသမားတွေကို ကျွန်တော်တွန်းလဲပြလိုက်တယ်။ဘာပြင်းမှန်းမင်မသိရှာပဲပေါတူးသမားမှာအတော်လန်းလန်းကိုလွင့်သွားရပါတယ်။သူ့ကိုကျွန်တော်လှည့်မကြည့်အားပါဘူး။အရေးကြီးတာက တီကောင်လေးတွေပါ။ ချက်ချင်းပဲခါးလေကပြက်ပြီးအလန်းတကြားတွန့်လင်းနေတဲ့ဒီကောင်လေးတွေရဲ့ခန္ဓာကိုယ်နှစ်ပိုင်းကိုလက်နဲ့ကိုင်ပြီးကျွန်တော်တိဆက်ပေးလိုက်တယ်။ဒါပေမဲ့ထိုးရဟာအစင်မပြေခဲ့ပါဘူး။ဒီကောင်လေးရဲ့ခန္ဓာကိုယ်ဟာ ပြန်ဆက်မသွားတဲ့အပြင်ပုံလို့တော့လှုပ်ရှားလူးလွန်လာတာမြင်ရပါတယ်။ထိုးခဏမှာပဲကျွန်တော်အတွေ့အကြုံကိုရလိုက်ပါရဲ့။ ထိုအတွင်းကလူတွေလက်ကျိုးချေကျိုးရင် လုံနေကြကုသနေတခုပါ ကျိုးတဲ့ဒံရတဝိုက်ကို ပတီစီပီကြောက်ပတီဂိုင်ပေးလိုက်ခြင်းဖြင့်အချိန်တခုကြာပြီးတဲ့နောက်မှာပြန်ကောင်းလာတဲ့မှန်ကျွန်တော်မြင်ဘူးကြာပူထားပါတယ်ဒါနဲ့ပဲရေအိုင်ဇက်ကရှိုးတဆုပ်ကိုခူးယူပြီးလက်မှာစီးအောင်နေလိုက်ပါတယ်။ပြီးတော့အပြေးလွှားလေးပြပြီ တီကောင်ရဲ့ခန္ဓာကိုယ်အစရဲ့ပိုင်းလေးများကိုလက်နဲ့တိဆက်ခါရှုံများလေးတွေပေါ်တင်ပြီးလိမ့်လိုက်ပါတယ်ရှုံနဲ့တီကောင်ကတ်သွားတော့လဲအပေါ်ကနေလက်နဲ့တင်းတလောက်ဖိထားပေးလိုက်တယ်ဒါနဲ့မပြီးသေးပါဘူးစက်ယုံကွန်ကရစ်လမ်းပေါ်ကကြောင်းမုံအချို့ကိုပါယူပြီးထိုရှုံလိမ့်လေးများ အပေါ်ထပ်ပေးလိုက်ပါသေးတယ် ထိုနည်းအတိုင်းပဲပြက်နေသောနောက်အကောင်လေးများကို ကျွန်တော်ထပ်မံကယ်တင်လိုက်ပါတယ်။ဒါဟာကျွန်တော်ရဲ့မေတ္တာစေတနာပါ။ဒီလုံးရဲ့အတွေ့အပြာရောင်ဖျားဂုံယူမှာဖြစ်တယ်လို့စက်ယုံကတခြားဝန်ထမ်းတွေလည်းဂုံယူကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ထင်သည့်အတိုင်းပါပဲ တန်ရှင်းလုံနေကြသူအလုံးဟာလုံးလဆအလုံးများကို ရက်ပြီး ကျွန်တော်လူသည်မြ၊ဂိုင်းသည်မြကိုအံ့ဩတကြီးဝိုင်းကြည့်နေကြရဲ့တချို့ဆိုရင်ကျွန်တော်အပေါ်သဘောကျလွန်းလို့ရဲတောင်ရဲနေလိုက်ကြပါသေးတယ်တွန်းလဲခံလိုက်ရတဲ့ပေါတူးသမားစိတ်မဆိုးတာကိုကကျွန်တော်ကို သူတို့သဘောကျကြအောင်တတ်သေးလေဒါပေမဲ့ဘာကြောင့်ရဲမသိပါဘူး တိတ်မကြခင်ပါပဲထိုကိစ္စနဲ့ကျွန်တော် GM ရုံငန်းကိုရောက်သွားခဲ့ရပါတယ်မှန်မှန်ရရအဲ့ဒီနေ့ကစက်ယုံမှာဦးလေးမရှိခဲ့ပါဘူးအตาမဲမဲအရရှိရှိနဲ့ထိတ်ပြောင်းပြီးဘိုက်ပူပူလူသားတူပါသူ့ရန်အမောင်သူ့ဟိတ်ဟန်ကြောင့်စက်ယုံကလူတိုင်းသူ့ကိုကြောက်ကြပါတယ်စကားပြောပြတ်တယ်လို့အပြစ်ပေးလဲရဆက်သူပါ ဒါပေမဲ့အဲ့ဒီနေ့က GM မြက်ပြောစကားတွေဟာကျွန်ုပ်အပေါ်ရေတံဆုနေသလိုပါပဲဆိုတော့မင်းကပြတ်သွားတဲ့ဒီကောင်လေးတွေပြန်ဆက်အောင်ကြောက်ပတ်ဒီကင်ပေးတာပေါ့ဟုတ်လားဟုတ်ပါတယ်ဆရာမင်းကိုဘသူတင်ပေးတာလဲမင်းဦးလေးလားမဟုတ်ပါဘူးကျွန်တော်ဘာသာတွေ့ကြည်တာပါ GM ကဘာကြောင့်ရေမသိရေပါတယ်ပြီးတော့ တကယ်ရောပြန်ဆက်မလားအဲ့ဒါတော့မသိသေးပါဘူးဆရာလူတွေတောင်ကြောက်ပတ်ဒီစီရင်တလကျော်လောက်ပြန်ဆက်တာပဲသူတို့တွေကိုလည်းအချိန်ပေးရလိမ့်မယ်ထင်ပါတယ်ဒါပေါ့ပေးရမှာပေါ့ခုချက်ချင်းတော့ဘယ်ပြန်ကောင်းလာမှာလဲသိတယ်မဟုတ်လား GM ကအကြောင်းမဲ့ရေပြန်ပါသည်ထိုစင်မှာပဲဇပွဲပေါ်ကအထိုင်ဖုံးမှာထမီလာတော့ ရီယမ်ကဖုံးဝက်ကိုမကင်ပဲခလုတ်တစ်ခုကိုနှိပ်တယ်။ဟုတ်ကဲ့ MD ပြောပါ။ကဲကိုမြင့်သူတော်ပါတော့ရေရံလုံးလို့ကျမဥရီနာနေပြီးထတ်ဆမနေနဲ့တော့သူ့ကိုတိတ်တခွေသာလက်ဆောင်ပေးလိုက်ပါ။ဗျာဖုန်းစပီကာမှထွက်လာတဲ့မန်နေဂျင်းဒါရိုက်တာရဲ့စကားကြောင့် GM မှာအနှဲငယ်ဝေဝါးသွားပုံရပါတယ်။ရှုံးနယ်ကြောက်ပတ်တီစီတာထက် တိတ်နဲ့ကပ်ပေးတာကပုံမြဲမယ်လို့ကျမတွေးမိလို့အွန်အွန်ဟုတ်ကဲ့ဟုတ်ကဲ့ GM သဘောတကျရေပြန်တယ်ပြီးတော့ဖုန်းခလုတ်ကိုနှိပ်လိုက်ရင်တွေ့လား MD ကတော့မင်းကိုသဘောကျနေပြီနေအောင်နေအောင်မင်းကိုတိတ်တခွေရှာပေးလိုက်မယ်တအောင်ကြတော့အမဲရောင်မိကိုတိတ်ခွေတခွေကျွန်တော်ရှေ့ရောက်လာတယ် MD ပြောသလိုပဲတိတ်နဲ့ကတ်ကြည့်အောင်ပေါ့ကွာ အဲ့ဒါကမင်းရဲ့ရှုပ်ပတ်တီးထက်တော့ပိုကောင်းပါပါဟုတ်ကဲ့ဆရာကျွန်တော်ထွက်လာတော့နောက်ကျောစီမှာ GM ဦးမြင့်သူရဲ့ရေတံလွင်လွင်ကိုကြားရတယ်ပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်အခုဆိုကျွန်တော်မတွေးမိတဲ့နောက်တနည်းနဲ့တီကောင်လေးတွေကိုကဲတင်နိုင်တော့မယ်လी ဒါပေမဲ့ကြီးအံ့မျက်လုံးနဲ့ရဲပုံရဲနီးကိုတော့ကျွန်တော်သဘောမတွေ့မိဘူးတိတ်တခွေကို ပေးခိုင်းလိုက်တဲ့အတွက် GM ထက်စာရင် MD ကပို့ပြီးသရဝါများအပေါ်ညာတာစိတ်ရှိမယ်လို့ကျွန်တော်တွေးမိပါတယ် MD ရဲ့နာမည်ကဒေါ်ထိုက်ထိုက်ဆံပါ ကျွန်တော်အဆက်ယုံရောက်တာနှစ်ပတ်လောက်ရှိပြီဆိုပေမဲ့အခုအချိန်ထိဒေါ်ထိုက်ထိုက်ဆန်ကိုမမြင်ဘူးပါဘူးဒါဟာလေကျွန်တော်လုံခြုံရတဲ့တာဝန်နဲ့ MD နေထိုင်ရတဲ့ဝင်းကျင်ကအကွာကြီးကွာလွန်လာလို့ပါကျွန်တော်မှမဟုတ်ပါဘူးကျွန်တော်လိုအောက်ခြေဝန်ထမ်းတွေအားလုံး MD ကိုဘယ်သူမှမမြင်ဘူးကြောင် ဒါပေမဲ့ဦးလေးလိုလူကြီးပိုင်းတွေရဲ့နှုတ်ဖြောင်းမှာတော့ဒေါထိုက်ထိုက်ဆန်းဆိုတာက မပါမဖြစ်တဲ့အမည်နာမတစ်ခုပါဒါနဲ့ပဲရှုံအောင်ပေးထားတဲ့ဒီကောင်လေးများကို ပြန်ထုတ်ပြီးတိတ်နဲ့ကပ်ပေးလိုက်ပါတယ်ဒါပေမဲ့ရှင်နေကထုတ်လိုက်စင်မှာပဲတီကောင်ချို့ဟာ မလှူရှားနိုင်တော့ပါဘူးသူတို့တွေပင်မန်းနေကြပြီထင်ပါရဲ့ သို့မဟုတ်ရှုံနှွေးနှွေးနဲ့အနာယူနေတဲ့ကြတာလဲဖြစ်နိုင်ပါတယ်တိတ်ကက်ပေးလိုက်တဲ့ဒီကောင်လေးတွေဟာ ရှုံအောင်ပေးထားခြင်းထဲပုံမုံမြဲမြဲလိုက်မယ်ဆိုတာတန်တရားဖြစ်ဖွယ်မရှိပါဘူးဒါပေမဲ့နောက်တရက်မှာပဲတီကောင်လေးများဟာကျွန်တော်ထားထားတဲ့မူလနေရာကနေပျောက်ချင်းမလားပျောက်ကွဲသွားပါတော့တယ် ကျွန်တော်ပြောသည်များနားထောင်နေတဲ့ဦးလေးမျက်နှာဟာရှည်ရင်ဆွဲအခြေအနေထက်အုံမင်းသွားရကနေပို၍ပင်အကြီးတန်းသွားပါတယ်။ဒါပေမဲ့ကျွန်တော်ဦးလေးကိုမယင်ခဲ့တာတော့လုံးဝတီးချပါတယ်။ကြံခဲ့တဲ့တနင်္ဂနွေတုန်းကလည်းအဆောင်မှမင်းမရှိဘူးဆိုဘယ်ဟုသွားရလဲ။ဒီမေကွန်းကတော့ကျွန်တော်ကို အရှိုက်တက်တဲ့ထိမှန်စေတဲ့မေကွန်းပါပဲ။တော်တော်လေ တုံလှုပ်သွားရပါတယ်။အဲ့ဒီကိစ္စကဥလေးတိလို့လုံးဝမဖြစ်ပါဘူး။အခုဆိုရင်ဖုန်းလေးကတစ်ဆင့်ဆက်သွယ်ထားတဲ့ကဘာလေးတစ်ခုမှာဒေဝီဆိုတဲ့မိန်းကလေးတူနဲ့မိတ်ဆွေတွေဖြစ်နေကြပြီလေ။ Facebook ကိုမြင်တော့ Fran ပေါ့။အဲ့ဒီနေ့ကလည်းဒေဝီနဲ့တွေ့ဖို့ချိန်ထားတဲ့ကော်ဖီဆိုင်လေးကိုတယောက်တည်းထွက်လာခဲ့တာပါ။ဒေဝီနဲ့တော့မတွေ့ခဲ့ရပါဘူး။ နေကမိုးရေဆွေရွှဲပြီးပဲပြန်လာခဲ့ရတယ်။ဒါပေမဲ့တစ်ချိန်ချိန်မှာတော့တွေ့နိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်။ထိုးအတွက်ကြောင့်လဲဦးလေးကိုပေးမသိစေချင်တာပါ။ဘာပဲဖြစ်ဖြစ်ဦးလေးတည်သွားခဲ့ရင်ကျွန်တော်တို့အတွက်လည်းဆက်သွယ်မှုတစုံတရာအနောက်အရှယ်ဖြစ်လာနိုင်တယ်လေ။ဖះခေါ်လို့ကျွန်တော်မျိုးရဲခဏသွားတာပါ။ ဒီတစ်ချိန်မှာတော့ကျွန်တော်မလိမ်မဖြစ်လိမ်လိုက်ရတယ်။ဖះခေါ်လို့ဟုတ်ကဲ့။ကဲပြောစမ်းပါဦး။ဖះကမင်းကိုဘာခေါ်လို့တာလဲ။ကားပတ်စီယုံတသက်ပါ။ဦးလေးကမျက်မှောင်ကြုံရင်းကျွန်တော်မျက်လုံးကိုတေချာစူးစိုက်ကြည့်နေတယ်။ကားစီးဖို့အတွက်ကိုပဲမင်းဖះကမင်းကိုခေါ်ရပေါ့။ဟုတ်တယ်ဦးစော်။ ဖယားနဲ့တနေုံကားပတ်စီးပြီးနေဆောင်တော့ကျွန်တော်ဒီကိုပြန်လာခဲ့တာပဲ။အော်အော်အော်။နောက်တရက်မှာပဲဦးလေးကရွှေပုံသာလန်းကအထူးကူစေကန်းကြီးတစ်ခုစီကျွန်တော်ကိုခေါ်သွားပါတယ်။စေကန်းကဆီယာမာကြီးကဓာမီသေးသေးလေးတစ်လက်နဲ့ကျွန်တော်မျက်လုံးကို ဟိုဒိုးထီဒိုးလုပ်တယ်။ခန္ဓာကိုယ်အနှံ့ကိုလည်းသူ့နှကြကြီးနဲ့လိုက်ထောက်တယ်လေ။ ။နောက်ပြီးចောင်းတောင်းတောင်းမေးခွန်းချို့ကိုလည်းမေးပါသေးတယ်။အားရပါရအောင်မေးပြီးတဲ့နောက်မှာပဲလိုဝဲသလိုစေအများကြီးပေးပြီးကျွန်တော်ကိုပြန်လှော်လိုက်တယ်။အဲ့ဒီဈေးတွေတောက်ပြီးသွားချိန်မှာကျွန်တော်ညတွေဟာစတင်ဒုက္ခတွေ့တော့တာပါပဲ။ညာ၁၀နာရီ အခုဆိုရင်ကျွန်တော်တို့အနားယူအိတ်ဆက်ရာ အမျိုးသားဆောင်ဟာအချိန်အခါအလျောက်တပြေးပြေးတိတ်ဆိတ်လိုလာခဲ့ပါပြီမကြသေးခင်ကစူစူညံခဲ့သောအပြန်လန်စကလုံးတွေဟာအခုတော့ပြင်လွင်သွားသောခိုးငွေတွေလို တိတ်ဆိတ်ရာရက်သို့လွင်ပါထွက်ခွာသွားကြကိုအိတ်ရာကိုခင်ကိုချင်အောင်ကိုထောင်လိုတချို့ကအိတ်ဆက်ဖို့အတွက်အစာပြိုနေကြပြီ တချို့လဲအိယာဘောလဲရင် ကျွန်တော်လိုဖုံးလေးဖွင့်လို့ဟိုပို့ဒီပို့လုံနေကြပြီဒါပေမဲ့တဏီကုံပြင်းပန်းထားမှုတွေအရာ သူတို့အားလုံးမကြခင်အိတ်ဆက်ကြရတော့မီးဆိုတာအတွေ့အကြုံအရာကျွန်တော်အလိုလိုသိနေပါတယ်ဟိုင်းဒေဝီစာလေးတစ်ချောင်းရိုက်ပြီးသူမစီလံပို့တယ် အဲ့ဒီအချိန်မှာကျွန်တော်တို့နှစ်ဦးညစဉ်ညတိုင်းစကားပြောနေကြအချိန်ဖြစ်တာကြောင့်ကျွန်တော်ပို့လိုက်တဲ့စာလေးတစ်ကြောင်းဟာမမြင်ရသောနည်းပညာဆက်သွယ်မှုတွေကတဆင်သူမထံရောက်သွားပါလိမ့်မည်။တိတ်မကြခင်မှာပဲကျွန်တော်ပို့လိုက်တဲ့စာကိုမြင်ပြီးသူမစီကစာလေးတစ်ကြောင်းသို့မဟုတ်နှုတ်ခွန်းဆက်ရုပ်ပုံလေးတစ်ပုံလောက်ကျွန်တော်ထံပြန်ရောက်လာပါလိမ့်မယ်။ ပြီးလျင်အပြန်အလှန်ကျွန်တော်တို့စကားတွေဆက်ပြောကြလိမ့်မယ်။ဒါပေမဲ့တကယ်တကယ်မှာတော့ကျွန်တော်ထင်သလိုမဖြစ်ခဲ့ပါဘူး။အကြောင်းကသူ့မလိုင်းပေါ်မှာရှိမနေဘူးလေ။ဒါနဲ့ပဲဖုန်းလေးကိုရင်ဘတ်ပေါ်တင်ရင်အချိန်တစ်ခုကြာအောင်ကျွန်တော်ဆောင်နေလိုက်တယ်။ထိုအခါမှာပဲဆီယမာကြီးပေးလိုက်တဲ့ဆေးတွေကအစွမ်းပြလာတော့တာပါပဲ။ ကျွန်တော်တကူလုံးအံ့ဩပဲကောင်းတော့အောင်တဖြည်းဖြည်းထုံထိုင်းလာတယ်။မြက်ခွန်တွေလေးပြီးအိတ်ချိန်စိတ်တွေတရေရိပ်တိုးလာပါတယ်။ညနေစာစားပြီးချိန်ကတောက်ခဲသောဆေးတွေကျွန်တော်ညကိုနှောက်ရှက်လိုလာနေပါပြီ။ကျွန်တော်အိပ်ပျော်သွားလို့မရပါဘူး။ဒေဝီနဲ့စကားပြောရပါအောင်မီး။ ေတော့တောင်းဆိုနေကြအရာတခုကို မပြတ်မကွက်ထက်မှန်တောင်းဆိုရပါဦးမီဒါနဲ့ဖုန်းလေးကိုအိမ်ရာပေါ်ချပြီးရေချိုးခန်းမှာကျွန်တော်မျက်နှာသွားတည်လိုက်တယ်ပေတော့ကျွန်တော်လိုင်းမော်ရောက်နေပြီနော်ဒေဝီဒီတစ်ချိန်မှလဲသူမထံမှတုံ့ပြန်မှုကို မတွေ့ရပါဘူး ဘယ်လိုများဖြစ်သွားတာလဲတကယ်ဆို အရင်နေ့တွေကဒီအချိန်ဒီကာလမှာကျွန်တော်တို့နှစ်ဦးစကားတော်တော်များများတောင်ပျော်ပီနေပါပြီတက်ပြင်းကိုချလို့စိတ်ရှည်ရှည်ထားပြီး ကျွန်တော်ဆက်ဆောင်နေလိုက်တယ်ခန္ဓာကိုယ်ငြိမ်သက်သွားလို့ပဲလားမသိပါဘူးဆရာမကြီးရဲ့ဆေးကနောက်တစ်ချိန်အစွမ်းပြလာနေပါပြီတီကျွန်တော်တကူလုံး တုံငါသွားရဲ့မဆိတ်တစားဝင်လာခဲ့ပါပြီချက်ချင်းပဲဖုန်းလေးကိုဖွင့်ကြည့်လိုက်တော့ဒေဝိဖုန်းကိုဖေဖေတိန်ထားလို့ဖေဖေဖုန်းနဲ့ခိုးပို့လိုက်တာစာလေးကတဝဲတစ်ပြက်နဲ့ရပ်သွားတယ်ပြီးတော့ထပ်မံစာရိုက်နေကြောင်းတင်ဂီတာပြောင်းမှုကိုဖုန်းဆက်ခရင်မှာမြင်နေရတယ်ကျွန်တော်ရင်တထိတ်ထိတ်နဲ့စောင့်နေမိပါတယ် ဒါပေမဲ့ထိုးစားလေးဟာကျွန်တော်ထံရောက်မလာပဲဒေဝီပါလိုင်းမော်ကပျောက်သွားပါလေရဲ့မင်းငိမ့်သွားတဲ့နံမီလေးကိုကြည့်ပြီးကျွန်တော်လှိုင်းလိုက်မောမောပါပြီးတော့ဒေဝီအတွက်စိုးရင်စိတ်တွေလည်းရင်တွင်းမှာတမဟုတ်ချင်းဝင်ရောက်လာတယ်ဒေဝီပါဖြစ်တာလေဖုန်းကပါလို့အသိမ်းခံလိုက်ရတာလေဒေဝီအစဉ်ပြေရဲ့လား တေဦးဤကိုအယံစိတ်ပူတယ်။မေခွန်းတွေတတိကြီးကျွန်တော်ရိုက်ထဲလိုက်မိတယ်။သို့တော်အဖြေကတော့ရောက်ချိမလာပါဘူး။ဘယ်အချိန်များမီးစိမ်းလေးပြန်လင်းလာမလဲ။ဘယ်အချိန်များစာပြန်လာမလဲဆိုတဲ့စိတ်နဲ့ကျွန်တော်မျက်လုံးတွေဖုံးဆက်ခရင်ဖော်ကခွာမရတော့ဘူး။ကြတော့မျက်ရိုးတွေတစ်စစ်စစ်ကြိုက်လာတယ်။ ခန္ဓာကိုယ်ရဲ့ထုံတိုင်းမှုအတိညာဉ်တို့ဝေဝါးမှုတို့မှလည်းပုံမောအားကောင်းလာပြန်တော့ကျွန်တော်ဒုတိယအကြိမ်မြောက်မျက်နှာတည်လိုက်ပြန်တယ်ဒါပေမဲ့ခဏပါပဲပြင်းထန်သောအိပ်ပျော်စေးတွေကညာပေါင်းများစွာအင်းရေးပြက်မှုတွေနဲ့ပေါင်းပြီးကျွန်တော်ကို အနိုင်တိုက်ဖို့အားတန်နေခဲ့ပါပြီ။ ရှေရှေဝေးဝေးစဉ်းစားမနေတော့ပါဘူးဖုံးလေးကိုတပါးတည်းယူပြီးရေချိုးကန်းတွင်ဝင်လိုက်တယ်ပြီးတော့ရေကန်းပေါင်းပေါ်တေချာတင်တယ်ကျွန်တော်ကိုယ်တိုင်ကတော့အင်ကြီးကိုချွတ်ပြီးရေကန်းတွင်ခုံဆင်းလိုက်မိပါတယ် ခေါင်းမှာမြုပ်အောင်နှခါသုံးငါလောက်မြုပ်ချီပေါ်ချီလှုပ်လိုက်ပြီးစင်မာတော့အင်မတန်အားကောင်းပါတယ်ဆိုတဲ့အိတ်ချင်းစိတ်ဟာပျောက်ချင်းမလားပျောက်ရှာလို့သွားရပါပြီဟာဟာပြချင်းဦးဟွက်စေးစွမ်းတီဒုတိယအကြိမ်မက်ဆေ့ရိန်းနှုံးအတန်မြည်လာတော့စာမကြက်ဖဲဂိမ်းမဲဆော့နေလို့ဖုံးသိမ်းခံရတာပါအော်တော်ပါသေးရဲ့ ကျွန်တော်ကတခြားကြောင့်ထင်လို့ဘယ်လိုမျိုးပြောတာလဲကျွန်တော်နဲ့ဒေဝီညတကောင်ထိမအိပ်ပဲစကားပြောနေတာကိုသိသွားတယ်ထင်လို့ပါအဲ့ဒါတော့အသိခံပါမလားရင်းထဲမှာအေးကနေဖြစ်သွားရသည်ကြည်နူးသလိုလိုပျော်သလိုလိုဖြစ်သွားရပါသည်ဘာလို့မအိပ်သေးတာလဲဒေဝီနဲ့စကားပြောဖို့စောင့်နေတာလေညနေနေပြီနော် အရင်ဒီချိန်ဆိုအိတ်ကြပြီစကားမှမပြောရသေးတာမနဲ့အလုပ်သွားရအောင်မှမဟုတ်လားဟုတ်တယ်အဲ့လိုဆိုလေအိတ်ပါတော့လားတော်ကြမနဲ့မထနိုင်ဖြစ်နေအောင်မယ်ရပါတယ်ဘလို့ပဲဖြစ်ဖြစ်မထမဖြစ်တော့ထရမှာပဲလေဒေဝီအားလုံးစင်ပြေပါတယ်စိတ်လည်းမပူနဲ့မနေ့ဖန်ဆိုဖုန်းလဲပြန်ရမှာအခုတော့ညနေနေပြီနောက်နေ့မှဆက်ပြောကြမယ်အိတ်တော့နော်ဒေဝီဘက်က နှုတ်ဆက်ရင်ပို့နေကြစတစ်ကာလေးတစ်ခုရောက်လာတယ်။နေနေပါအောင်ဒေဝီကျွန်တော်ခွင်တောင်းထားတာလေးကိုလည်းတစ်ချိန်လောက်ဖြည်းဖြည်းလာရောပေးပါအောင်ဗျာ။ဒေဝီဘက်ကအကြကြီးတိတ်ဆိတ်သွားပါတယ်။ရင်းတထိတ်ထိတ်နဲ့စောင့်နေစင်မှာပဲစာချိုးကအပိုင်ပိုင်ခွဲပြီးရောက်ရှိလာတယ်။ရှင်ဘာလို့အဲ့လောက်တောင်ကျမနဲ့တွေ့ကြနေရတာလဲ။ ကျွန်တော်တက်ပြင်းချမိလိုက်သလားပဲဒီလောကကြီးထဲမှာကျွန်တော်ကိုအဖက်လုပ်တဲ့တူဦးသီးသောသစိန်းကဒေဝီဖြစ်နေလို့ပေါ့ဒါပေမဲ့ထိုစာချောင်းကိုအကြိမ်ကြိမ်မှားရိုက်မိနေတာကြောင့်ဒေဝီဘက်က ချက်ချင်းပဲစာပို့လိုက်တယ်ထူးထူးခြားခြားပါလားဘာလို့စာတွေအဲ့လောက်မှားရိုက်နေတာလဲကျွန်တော်လက်တွေတုံနေလို့ပါဘာဖြစ်လို့လဲချမ်းလို့ ဟင်ရှင်တို့အင်းတကောကအဲ့ဒီလောက်ချမ်းနေလားဒီမှာတော့မချမ်းပါဘူးမဟုတ်ဘူးကျွန်တော်ရေခဲထဲဝင်စိန်ပြီးပြောနေလို့ချမ်းတာချက်ချင်းပဲသူမထံမှာနားမလည်ဟန်စတစ်ကာလေးတစ်ခု ရောက်လာတယ် question mark တစ်ခုရောပဲဒေဝီနဲ့စကားမပြောလိုက်ရပဲအိတ်ပြောသွားမှဆိုလို့လေအဲ့ဒါမအိတ်ချင်အောင်ရေခဲထဲဝင်စိန်နေတာဖျားဖျား ရှင်မာရီလုံနေတာလဲထွက်အခုထွက်ဟုတ်ကဲ့ထွက်လိုက်ပြီဒေဝီရေကန်တွေကနေအပြင်ရောက်တော့တကူလုံးတဆက်ဆက်တုံရီနေပြီမြန်မြန်ဝေးစားလဲပြောပါဒေဝီကျွန်တော်ဒေဝီကိုဘယ်တော့တွေ့ခွင့်ရမလဲအဝင်အစားလဲပါအောင်ရပါတယ်ကျွန်တော်နေနိုင်ပါတယ်ကျွန်တော်ဖြေရတာကသာဖြေပါ တကယ်တော့ကျွန်တော်လုံးလုံးမနေနိုင်တော့ပါဘူး အန်ကျိတ်ထားတဲ့ကြားကမျက်လုံးတွေတစ်ချက်တစ်ချက်ပြားလာလို့ရေချိုးခင်းတောင်မှ ထိုင်ချလိုက်ရတယ်။လာရောက်နာဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ခန်းဆက်ကလေးတွေမှာ ပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးဘေးကင်းကြမ်းမှာကြပါစေ။